မင်္ဂလာပါရှင် K Story YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်တရားအတွက်နေ့စဉ်နေ့တိုင်းမှာစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းကောင်းတွေကိုရွေးချယ်တင်ဆက်ပေးနေပါတယ်ဒီကနေ့မှာလဲစာရေးဆရာအကစော်ရဲ့ပထမဘူဘူအောင်ဇာတ်လမ်းပြစ်စမပိုင်းတင်ဆက်တော်မှာဖြစ်ပါတယ်တင်ဆက်မှုနားမစင်ခင်မှာ Channel ကို Like and Subscribe လေးနဲ့အားပေးဖို့တောင်းဆိုချင်ပါတယ်ဇာတ်လမ်းအသစ်တွေတင်နိုင်သိရှိစေနိုင်မှုအတွက်ဘေးနားအနုတီခေါင်းနှောင်းငုံလေးတစ်ချမ်းနှိပ်ထားပေးပါရှင်အဲ့ဒီနောက်ပိုင်းမှာမောင်ဘူအောင်က စာအုပ်ဟုတ်တိဘတ်တီမတင်တော့ဝေယဝတ်စတွေလောက်ကင်ပြီးတာနဲ့ဗရီစိတ်လိုအပ်စိတ်တင်မုံမှာအင်းကွက်ဆွေးရင်ဆွေးမဟုတ်ရင်တစ်ပင်ပန်းမင်တွေကိုတူးဖော်လိလာနေတာများလေကျောင်းသားတွေကတော့မောင်ဘိုးအောင်ကိုယူချောင်နေတယ်လို့ထင်မြင်ကလှုပ်ပေးထားကြတယ်။တရက်မှာမောင်ဘိုးအောင်ကကျောင်းအဝမှာထိုင်ပြီးတော့ခွေးတွေကိုကြိရှုနေမိတယ်။မောင်ဘိုးအောင်စွန့်ခံမထွက်တော့လို့စွန့်ထမင်းဟင်းမှာစားလောက်ယုံတာရတယ်။မောင်ကျောင်းသားတွေကထမင်းကိုအနိုင်နိုင်လူစားရတာမို့ကျောင်းရှိခွေးတွေအတွက်ထမင်းမပိုးတော့ဘူး။ မောင်ကျောင်းသားတွေကဒေါန်းလန်းကြီးကိုရေးနေခြင်းကအဲ့ဒီရေကိုအင်းတော်ခွက်ကြီးအတွင်ထည့်ပေးလိုက်တယ်။ကျောင်းမှာမိခိုးကတ်နေတဲ့ခွေးတွေကအဲ့ဒီရေကိုသာထမင်းအမှတ်နဲ့တောက်တုံးကြရလေ။အဲ့ဒီအထဲမှာတန်ဆွမ်းကျမ်းပါလေ။ရန်အေးလိုခွေးတွေကအူအူဖြားဖြားလူရဲစားတောက်ကြပြီးတော့ပိန်လီကြုံသေးတဲ့ခွေးကလေးတွေကအဲ့ဒီရေကိုပဲမတောက်ကြရဘူး။ခွေးတွေအားလုံးစားတောက်ပြီးကမှလက်ကျိတ်ခံထားရတဲ့အောက်ပိုင်းလျှော့တိုက်သွားလာရတဲ့ခွေးဒုက္ခိတကလေးမှအင်းတော်ကရှာနဲ့တွင်တွင်ရက်နေတယ်။မောင်ဘွားကအဲ့ဒီအဖြစ်ကိုမြင်တွေ့ရတဲ့အခါမှာ ခွေးတွေအတွက်များစွာစိတ်မကောင်းတဲ့ဖြစ်ရတယ်။ဒါကြောင့်မောင်ဘောအောင်ကတခုတွေးမိတယ်။ခွေးတလိษံဆိုတာတလိษံတွေထဲမှာတောင်းမှနေပါတဲ့တလိษံတွေပါလား။ကြီးငတ်တွေရမှပြန်တန်းဒူးလာပြီးအစာရှာနိုင်ကြတယ်။ကြောင်တွင်ဆိုရင်လူရီယိုကပ်ဖားပြီးစားတောက်နိုင်ကြသေးတယ်။ခွေးတွေကတော့အင်ချန်ဝန်းလုံအောင်လဲစောင့်ပေးရသေးတယ်။လူရီရဲ့မစင်အညစ်အကြေးနဲ့ထမင်းညံဟင်းညံကိုသာစားရတယ်။ဘဲသူကမှခွေးကိုမဲမဲရရလုပ်ပြီးကျွေးမနေကြဘူး။ထမင်းမရှိရင်ထမင်းရည်လေရက်ရတာပဲ။ထမင်းဝင်ဟင်းအိုးစေးတဲ့အရေးကိုတောင်း အရသာခံပြီးတောက်ကြရသေးတာပဲဒီလိုနှိမ့်ကြတဲ့ခွေးကလေးတွေကိုငါဝလင်အောင်အစာကျွေးချင်လိုက်တာမောင်ဘိုးအောင်ကဥလက္ခဏထံသို့ချင်းကပ်လာလေတဲ့မောင်အောင်ဘာကိစ္စရှိလို့လဲကွတင်းမဖေယတပိတော်ခွေးတွေကိုထမင်းချက်လှူခြင်းလို့တပိတော်ကိုစံနေနေလောက်စော့မဖေယဥလက္ခဏကပြုံးရင်နဲ့မောင်အောင်ရင်မင်းယူနေတဲ့ဆိုရင်လေထမင်းလုံဟင်းလုံယူစမ်းမအောင်ကွ ခွေးကိုဘသူအောင်များတကူးတက ထမင်းချက်ကျွေးမှလေကွအကျွေးအကြံစားရရင်တော်ရောပေါ်ဟဲ့ မဟုတ်တာတွေလုံမနေစမ်းမာနဲ့မအောင်ရင်ဒီကောင်းလေးနင်းကန်ဆိုင်ရင်စံတထင်းလောက်ကတော့အตาလေးကုံမာကွဲ့ဥလက္ခဏာမောင်ဘိုးအောင်တောင်းဆိုတာကိုညင်းပယ်လိုက်တယ်မောင်ဘိုးအောင်ကမိမိရဲ့ဖြစ်ကိုတွေးမိရစိတ်ညစ်မိတယ်ဒါကြောင့်လင်းကားတစ်ပိုက်ကိုလက်တန်းရွတ်ဆိုလိုက်တယ်အရက်လျှောက်ရွှေနှောက်လဲလဲအတီမကြဘာဟီရလိုက်မိုက်လီစွားဟုမောဟချိတ်ငင်အယူများထင်ညာတယ်လိုအင်းအေးတိတ်တီပေါ့ရမမြောက်သေးတော့ရီဆွေဘလက်ချာဖြင်းမိုင်းငိုဝဲရွတ်လို့ကားထား ခန္နာနာနဲ့ကျမကံခေကျောင်းမှာပဲနေရတယ်။အခြေဆိုးပါပြီးတော့ဒီလေ။အဲ့ဒီလင်ကမောင်ဘိုးအောင်ကိုယ်တိုင်ဆက်ဆိုခဲ့တဲ့လင်ကဖြစ်တယ်။လင်ကကိုနားထောင်ပြီးတဲ့မောင်မြတ်ကြီးမှာနှစ်ချိတ်လွန်လာတာမို့ပေတရွက်မှာကညက်နဲ့ရေးချစ်ခေါင်းမှတ်တမ်းတင်ထားလိမ့်တယ်။ဒါပေမဲ့မောင်ဘိုးအောင်ကမိမိအစွမ်းပညာကိုသိတဲ့ဖြင့်အကြီးအကျယ်စိတ်မပြတ်မိဘူး။မိမိလှုပ်ချင်တဲ့အလို့အတန်းကိုမိမိအစွမ်းပညာနဲ့ရအောင်လုပ်မယ်လို့တွေးတောမိတယ်။တရက်မှာဝချက်ကံရွာကိုစွန်းစားလိုက်ရတယ်။ဝချက်ကံရွာတဲ့ကြီးအိမ်မှာပြုတ်လောက်တာလေးဖြစ်တယ်။ တကြီးမိသားစုကအတော်အသင့်ချမ်းသာတဲ့လူကုံထန်းတွေဖြစ်တယ်။ရွာတကြီးကအသက်60ခန့်အရွယ်ရှိပြီးအိမ်ရှိကံမှာဖျခင်းပြီးခြေစင်းထိုင်လျက်စွန့်ကပ်ရတာကိုတွေ့ရတယ်။မောင်ဘိုးအောင်ကတကြီးကတော်ကိုလက်တို့ရင်နဲ့အတော်တကြီးကဘာဖြစ်လို့လမ်းမလျှောက်နိုင်တာလဲ။လေးတင်းလုံးဖြစ်သွားလို့လမ်းမလျှောက်နိုင်တာအခါလေးရှိပြီးပေါ့မောင်ကျောင်းသားရဲ့တမားတော်ရင်းနဲ့မကုသဘူးလားအတော်ရဲ့ဘလို့ပြောလိုက်ပါလေမောင်ကျောင်းသားရဲ့တောင်တွင်းကတမားတော်တွေတောင်ဆုံးလို့ဟိုးပြီးမြို့ကတမားတော်တွေပါပင့်ပြီးတော့ ကုသခဲ့ပြီးပါပြီ။တမတော်ရီအစိုးအရတော့တကြီးအားတသက်လုံးဒီအတိုင်းနေသွားရတော့မယ်တဲ့။အတော့တကြီးကိုကုပေးမယ်ဆိုရင်အတော်တို့လက်ခံမလား။တမတော်ရီတောင်းလျှော့ထားပါတယ်ဆိုမှ အမောင်ကျောင်းသားလိုပညာလေးမတက်တခေါက်တော့ကကုသနိုင်ပါရဲ့လား။အဲ့ဒီအခါတကြီးသမီးကမောင်ဘိုးအောင်ကထူးဆန်းတဲ့လူတစ်ယောက်လို့ဦးလုံးကပြောဘူးတယ်အမေရဲ့။ဘာပဲဖြစ်ဖြစ်ပြကြည့်တာမှမားပါဘူးအမေရဲ့။ တကြီးသမီးတိုက်တုံလို့တကြီးကတော်ကကုကွင်ပြုတ်လိုက်တဲ့မောင်ဘိုးအောင်ကတကြီးခြေတော်ကိုစန်တန်းစီကမိမိမှာပါလာတဲ့စေးတောင်ဝင်းနဲ့ပေါင်အလေမဆာ၍ခြေပြားအထိလက်နဲ့လိမ့်ချပေးလိုက်တဲ့တကြီးမှာနာကျင်လာလို့တအားအားနဲ့ညင်းညူအော်ဟစ်လေတဲ့စင်စရာဖြင့်အဲ့ဒီယောဂတာမန်သွေးဟိုသားယိုယောဂတခုမဟုတ်ဖိကဝေတယောက်ကမကျေနပ်၍ပြူစားကြံစီထားတာဖြစ်တဲ့ဒါကြောင့်တမတော်ကြီးတွေနဲ့ကုသပေးမယ်ယောဂမပြောက်ကင်းနိုင်ခြင်းမယ်မောင်ဘိုးအောင်စေးကျင်လုံးနဲ့လိမ့်ချတဲ့အခါတကြီးမှာအလွန်နာကျင်လာတဲ့ဖြင့် တအင်းအင်းနဲ့ညင်ညူနေတယ်။အထမအောက်သို့သုံးညင်တီးတီးလိမ့်ချပြီးတဲ့အခါတကြီးခြေတော်ရှိမကောင်းသောပယောကအတိုက်ခိုက်တွေကင်းစင်သွားပြီးတကြီးရဲ့ခြေတော်ရှိအကြောခြေတွေပြန်လေတန်ဆွမ်းလာပြီးတကြီးမှာငောက်ခနေးမှတ်တထားရက်လိုက်တော့တယ်။အိမ်သားတွေရောစွန်းစားကြတဲ့ဦးစင်းတွေပါတန်တော်နဲ့ဖြစ်ရတယ်။တကြီးကလမ်းပြန်ရှောင်းနိုင်မိမို့အလွန်ပျော်မြူးကအင်းကိုသုံးဖက်ကြအောင်ပြေးလွှားနေမိတယ်။တကြီးရဲ့ခြေတော်မှာရခင်အတိုင်းပြန်လေအသုံးပြုနိုင်သွားပြီးမို့မောင်ဘိုးအောင်ကိုအလွန်ကျေးဇူးတင်နေမိတယ်။ ဒီမှာမောင်ကျောင်းသားမောင်ကျောင်းသားကလူသားငယ်ပေမယ့်ပညာမငယ်ဘူးဆိုတာလက်ခံသွားပါပြီကျုပ်ကိုကုသပေးတဲ့အတွက် မောင်ကျောင်းသားကိုကျုပ်ကျေးဇူးဆက်ပြရစီမောင်ကျောင်းသားလိုအပ်တာကိုပြောပါကျုပ်သမီးကိုပေးရမယ်ဆိုရင်လည်းပေးပါမယ်ဦးစင်းလက္ခဏာကမောင်ဘိုးအောင်ကိုလက်တို့လိုက်ပြီးတော့ဝချက်ခံရွာတကြီးကဥစ္စာပစ္စည်းနဲ့ပြည့်စုံတဲ့မောင်အောင်ရင်မောင်အောင်တခါတည်းတတိဖြစ်အောင်တောင်းပြီးတော့မောင်ဘိုးအောင်တောင်းဆိုမဲ့အရာကိုအားလုံးကမျှော်လင့်နေကြတယ်မောင်ဘိုးအောင်ကတော့တခြားတော်မလို့ခြင်းမဟုတ်တကြီး ကျွန်တော်မကြခင်အလူကြီးတစ်ခုလုံးမမလို့ဆန်သုံးနင်းလောက်ရရင်တော့တော်ပြီဦးစင်းတွေကမောင်ဘိုးအောင်တောင်းဆိုတဲ့အရာကိုကြားသိရတဲ့အခါအလွန်စိတ်ပြတ်သွားကြတယ်မောင်ဘိုးအောင်ကိုလည်းယူနေတယ်လို့တွင်တွင်ပြောဆိုတယ်မောင်မြတ်ကြီးအပင်မောင်အောင်ရစိန်တွေရွှေတွေတောင်းတာမဟုတ်ဘူးကွာမင်းရလို့ရှိရင်တကြီးသမီးနဲ့တစ်ချိန်ကြလက်ဆက်ပေးဖို့ဂရိတောင်းရင်တောင်းထားနိုင်ရဲ့သားနဲ့ဘဲနဲ့ဆန်သုံးနင်းနဲ့တောင်းရသလားမောင်အောင်ရဒီမှာအကြည့်ရဲ့စိန်ရွှေရတနာဆိုတာငါကြံနိုင်ဖြစ်နေပြီပဲ ဒါတွေရလို့လဲငါဘာလို့ရမလဲမင်းရဲ့မိဘမောင်နှမတွေကစင်းရဲကြတယ်မဟုတ်လားမအောင်ရင်တကယ်လို့ယတနာတွေသာရရင်တို့ချမ်းသာပြီးအေးအေးဆေးဆေးနေနိုင်ကြမယ်မဟုတ်လားမဟုတ်ဘူးအကြီးအာကုသောများတဲ့လူရဲ့လက်ထဲကိုစီစဉ်ချမ်းသာတွေရောက်သွားမယ်ဆိုရင်အဲ့ဒီစီစဉ်ချမ်းသာတွေကအာကုသောတရားကိုပုံမှန်များပြစီမယ်မဟုတ်လားဘာပြောတယ်မအောင်မင်းအမင်းမိဘတွေကိုအာကုသောများတဲ့လူတွေဆိုပြီးတော့စော်ကားလိုက်တာလားငါစော်ကားတာမဟုတ်ပါဘူးကွာအခုအခြေအနေအရာ ်ငါမိဘတွေကငါးပါးတီလာကိုတောင်းလုံကြုံအောင်စောက်တည်နိုင်သေးတဲ့လူတွေမဟုတ်ဘူးကွာလောဘဒေါသမောဟတရားတွေလည်းများပြားနေကြသေးတယ်ဒီအချိန်မှာမိဘတွေကိုယတနာတွေပေးလိုက်ရင်သူတို့ရဲ့လောဘဒေါသမောဟတရားတွေကိုပိုပြီးကြီးမားသွားစေမယ်ငါဥပမာတစ်ခုပေးမယ်အကြီးစင်းရတဲ့အချိန်မှာအသားမစားနိုင်လို့ပဲနဲ့စားရတယ်ဆိုရင်တောင်အာကုတို့ကင်းသေးတယ်မဟုတ်လားချမ်းသာသွားတဲ့အချိန်မှာ အမဲကျက်ဝတ်တာငါဟင်းတွေကိုနေ့စဉ်မတ်မတ်ဆက်ဆက်စားလာကြမယ်ကွာ သူတို့စားတဲ့အမဲကြက်ဝက်အသားငါးတွေကတိုးပြီးမသေးရတော့ဘူးလားနောက်တော့ရတတနာလို့ခေါ်တဲ့အရသာရဲ့လဲပြားမှုမှာအနောက်ကိုပါသွားလို့ရှိရင်ဖြင့်နေစဉ်နေတိုင်းအသားငါးမပါရင်မစားတတ်တော့အောင်ဖြစ်သွားလိမ့်မယ်ဒီကြပိုပြီးအောက်ကူတော်မများစေဘူးလားအကြည့်ရဲ့ဒါဆိုရင်သူတို့ချမ်းသာသွားတာက လောကမှာရှိတဲ့တလိဆန်တွေကိုပို့ပြီးတော့စင်းရင်းစည်းနိုင်နေမဟုတ်ဘူးလားအဲ့ဒီအခါမှာမောင်မြတ်ကြီးကခေါင်းညိပ်ပြီးတော့မင်းပြောတာလေဟုတ်ပေတာပဲမောင်အောင်ရဲ့ သူတော်ကောင်းတဲ့ဥစ္စာပစ္စည်းဆိုတာဗရာတလန်တန်တလန်မှအကြီးရတကယ်လို့ငါသာရွှေငွေယတနာတွေလုံနိုင်နေဆိုရင်ပညာတတ်တွေကိုလေ့ကျင့်မှုရခက်ခဲသွားလိမ့်မယ်ကိုတကြီးအောင်မောက်ဖို့အောင်တောင်းနေအကူအညီကိုပေးမဲ့အပြင်အလှပွဲကျင်းပရမှာလိုအပ်တဲ့ပစ္စည်းတွေကိုလည်းကူညီမေးလို့ဂတိကဝပြုတယ်ဒီလိုနဲ့နောက်တနေ့ရောက်တဲ့အခါမှာမောက်ဖို့အောင်ကအလှကြီးပေးနိုင်မှုပြင်ဆင်နေမောက်ဖို့အောင်ကခွေးတွေလွတ်လွတ်လပ်လပ်စားနိုင်တဲ့နေရာကိုရှောက်ဖွေလိမ့်တယ် အာရိယခရွှေပြည်စင်ကုန်းအမိရတဲ့ဂုံးရဲ့အရှိတ်မှာလေးကျွန်းအောင်မြဖျားတည်ရှိတဲ့ဖျားအနီးမှာပွဲစည်းရန်ခင်းကြတဲ့ကွင်းကြီးတစ်ခုနဲ့ဘိုးကောင်းစရက်အမိရဇရက်တစ်ခုရှိလေတယ်။အဲ့ဒီကွင်းကြီးမှာကြဲပြန့်လို့ခွေးအပေါင်းလောလောလတ်လတ်စားတောက်နိုင်တဲ့နေရာဖြစ်တယ်လို့မောင်ဘိုးအောင်ကကောက်ချက်ချလိုက်တယ်။မောင်ဘိုးအောင်ရဲ့စီရစင်းကိုဝချက်ကန်ရွာတကြီးကကူညီပေးတယ်။ရွာသူရွာသားတွေကမိုးပြဲတဲ့ကြီးတွေကိုတင်ဆောင်လာကြတယ်။ထင်းကိုလှဲနေတိုက်သူကတိုက်တယ်။အဲ့ဒီနောက်ဘိုးကောင်းစရက်အနီးမှာထင်းခွေးက မိုးပြဲတဲရီးတွေနဲ့စံသုံးလင်းကိုချက်ပြုတ်ကြတယ်။မောင်ဘိုးအောင်ကထမင်းရွင်းကိုရတယနာစင်းမုံတွေကိုဖြူးထည့်တယ်။အဲဒီအခါထမင်းများမှာအလွန်မွေးကြိမ်တဲ့ရနံ့တွေထွက်ပေါ်လာပြီးတော့အရသာအားလည်းအလွန်ထူးကဲစွာကောင်းမွန်လာတာကိုတွေ့ရတယ်။ကိုင်းကြီးအတွင်ထလက်တွေဖြာချမ်းတွေကိုခင်းစီပြီးအပုံတွေပုံစီတယ်။အဲဒီနောက်မောင်ဘိုးအောင်ကစေးတောင်ဝေးကိုလေပေါ်ဝေးရမ်းလိုက်ရင်လည်းတောင်ရင်းကြီးမျိုးမြို့ရင်းမျိုးပြီးအရှိအနောက်တောင်မြောက်လေးမျက်နှာအတွင်မိတင်းနေကြကုန်သောခွေးအပေါင်းတို့ကိုငါအမိန်တော်မှန်ပြီး အဲ့လိုပြောပြီးစေးချိန်လုံးကိုမြေပြင်ကိုတုံးချက်ရိုက်လိုက်တဲ့အခါအဲ့ဒီရွာလေးရွာမှာခွေးရပောင်းတာမကအနီးအနားရွာများရှိခွေးရပောင်းတို့မှာမောင်ဘိုးအောင်ရှိရာကိုင်းမြင်းကြီးစီတို့ပြေးလာကြလေတဲ့ခွေးပောင်းမှာအလွန်များပြားလာတဲ့ဖြင့်ကြည့်ရှုသူအပေါင်းအံ့ဩကြရတယ်ငါဒီယနေ့အဖို့မောင်မင်းတို့အားဌာနပြုသည် အငဲဆုံးသောခွေးရဆရွေဝင်စားစွေတကောင်နဲ့တကောင်ဟင်းဟောက်ချဲမပြုရကောင်းမွန်စွာစားတော့ကြရမည်ဒီလိုအမိန်ပေးလိုက်တဲ့အခါခွေးငယ်ကလေးများမှစ၍ခွေးရပောင်းတို့က ဖျားချမ်းကြီးတွေပေါ်မှာပုံပေးထားတယ်။ထမင်းတွေကိုအားရပါရစားတော့ကြလိမ့်တယ်။ခွေးကလေးတွေဘိုက်ဝါး၍ထွက်သွားတဲ့အခါမှာခွေးပိန်နဲ့ခွေးဒုက္ခိတတွေဝင်ရောက်စားတော့ကြတယ်။ကိုလတ်အနာတရားဖြစ်နေတဲ့ခွေးတွေကအဲ့ဒီထမင်းကိုစားတော့ပြီးတာနဲ့အကောင်းပါကလေးဖြစ်သွားလိမ့်။ခွေးတွေရဲ့ထုံးစံအရာအစာမန်ထား၍ဟောင်တက်ကြိုက်တတ်တော့လိမ့်။ယခုရင်တော့မောင်ဘိုးအောင်ရဲ့အမိန့်ကိုနာခံပြီးတော့အင်ဒရီရရစားတော့ကြတယ်။ဘိုက်အဝအပြင်းစားကြသည်မှာစံ၃တင်းပင်တက်တက်ဆင်းအောင်ပြောင်းသွားလိမ့်တယ်။ မောင်ဘိုးအောင်တွက်ချက်နဲ့ခွေးဟုတ်အင်းအောင်မှကော့တိကြနေလို့ထမင်းတွေအားလုံးကုန်ဆင်သွားတဲ့အခါခွေးတွေလည်းအကုန်ဖိပြီသွားကြတယ်။ကဲမင်းတို့စားပြီးရင်အေးဆေးဆေးပြန်ကြ။ဒီနေရာစားပြီးလူကောင်းသူကောင်းတွေကိုမကိုက်နဲ့မဆွဲနဲ့။ကလေးတငယ်တွေကိုမျက်စိနောက်ပြီးမစမနှောင်နဲ့။လူစိုးတခုတွေ့ရင်အင်ရှင်ကိုနှုတ်။ဟောင်ပြီးအတန်ပြုတ်။အတန်ပြုတ်လို့မရရင်ကိုက်။မဆိုင်ရောက်ကိုရမ်းမပြုတ်နဲ့။သွားကြတော့မောင်ဘိုးအောင်ကဈေးထောင်ဝေးတရွရွနဲ့ခါထောက်ပြောဆိုတဲ့အခါခွေးတွေကနားလေတဲ့အလာထွက်ခွာသွားကြတယ်။ ခွေးအလူပွဲကြီးကိုလာရောက်ကြည့်ရှုတဲ့သူတွေကမောင်ဘိုးအောင်ဖြစ်ကိုအံ့ဩပနံဖြစ်ကြရတယ်။ဒီတငယ်ကဘသူလဲဟဲ့။ကျင်းဒီចောင်းကဘုံကြီးចောင်းသားမောင်အောင်နဲ့စွန့်လိုက်တာကွယ်။လူလိုနားမလဲတဲ့ခွေးတလေးဆန်းတွေကိုတောင်းမှတသွေးတတန်တမိတ်နဲ့အုတ်ချုပ်အမိတ်ပေးနေတာတော်တော်စွမ်းနာပဲ။ဒါရင်ဘဲကမလဲ။ဝချက်ကန်ရွာတကြီးလေးတင်းလုံးဖြက်ပြီးလမ်းမလျှောက်နိုင်တော့ဒီစေးတောင်ဝင်းနဲ့သုံးချက်တတ်ထည့်လိုက်တာအကောင်းပကတိပြန်ဖြစ်သွားတယ်လေ။ဒါရင်ဘဲကအောင်မလဲ။ ။တမယာဘင်ကိုဟော်ဒီတောင်ဝင်းနဲ့ထိုးလိုက်တာတမယာသည်တွေအကုန်ချိုးကုန်တဲ့လုံမာတို့ရဲ့လိမ္မော်ကုန်းမှာနွားချောင်းနဲ့နွားချောင်းသားတို့ကိုကိုဖြောက်ပြလို့နွားချောင်းသားတွေကသူ့ကိုခေါ်မစော့ပါဘူးဆိုလူသတင်းလူချင်းဆောင်ဆိုသလိုတယောက်တခုံးစကားနဲ့မောင်ဘိုးအောင်ရဲ့အစွမ်းတွေကိုလူအများကြားသိကုန်ကြတယ်။မောင်ဘိုးအောင်ရဲ့တရင်ကတောင်ရင်းကြီးမြို့အတွင်းတော်မီပမာပြန့်နှံ့သွားလေတယ်။အဲ့ဒီအခါတောင်ရင်းကြီးမြို့မှာရှိတဲ့တောင်ရင်းကြီးမြို့ကိုအတိုင်းမင်းကစည်ရေးကြီးကျော်သူကတောင်ရင်းကြီးမြို့ကို မဟာသမိန်ထောထံကိုအလောတကြီးနဲ့ပြေးလာတယ်။မဟာသမိန်ထောကအိမ်တော်အတွင်ဖျားရှိခိုးနေတဲ့အချိန်လေးဖြစ်တဲ့အရေးပေါ်ပြီးမြို့မင်းအရေးတော်ပေါ်ပါပေါ့။ဆေးရီကျော်သူပြေးဝင်လာပြီမြင့်မြို့မင်းကဖျားရှိခိုးမပြတ်ဘူး။ဝင်းမင်းရဲ့အဲ့ဒီဖျားကိုနောက်မှရှိခိုးစမ်းမဒီမှာအရေးတော်ပေါ်ပြီဗျ။ဘာရီများတဲတန်ဖြစ်နေတာလဲဆေးရီကြီးရဲ့။ဘာအရေးတွေကများဒီလောက်အရေးကြီးနေတာလဲ။ဒီရဲ့ရေးကအခမ်းမသိရင်ဝင်းမင်းရောကျွန်တော်မျိုးပါခေါင်းပြတ်မဲ့အရေးပါ။ဆေးရီကြီးပြောတော့ဝင်းမင်းကထိတ်လန့်သွားမိတယ်။ စည်ရေးကြီးရလေမနေ့ကဘိုးကောက်ဇေယနာကိုင်းကြီးမှမောင်ကျောင်းသားတယောက်ကခွေထမင်းကျွေးတဲ့အလူပွဲကြီးကိုပြုတ်လုတဲတဲ့ဝင်မင်းရဲ့တော်တော်ဖြုံးနေမောင်ကျောင်းသားပဲခွေးကိုထမင်းကျွေးတော့ဘာထူးလာမှမဟုတ်လို့လေနေစမ်းမအောင်စည်ရေးကြီးရဲ့သူဟာသူခွေးကိုထမင်းကျွေးတာတို့ဆရာတပည့်ဟာဘာဖြစ်လို့ခေါင်းပြက်ရမရောအောင်မလေးဝင်မင်းရဲ့ဒီလူငယ်ဟာရိုးရိုးတာမန်လူငယ်မဟုတ်ဘူးတဲ့ခွေးတထောင်လောက်ကိုဈေးတောင်ဝေးနဲ့ဝေးရန်ပြီးလိုရအမိန်ပေးစေစားနိုင်နေသူပဲ။ ဒါတွေမကောက်သူ့စီမှာကိုပြောက်တဲ့အစွမ်းလို့ထူးခြားတဲ့အစွမ်းတွေလည်းအများကြီးပိုင်ဆိုင်ထားတယ်ဆိုပဲဒါဖြင့်သူ့တော်ကောင်းကလေးတယောက်ပေါ်ခွင်သူတော်တာကောင်းတာအေးမကြည့်ဘူးဝင်းမင်းသူ့ကြောင့်ကျွန်တော်မျိုးတို့ပြစ်ဒဏ်တင်နိုင်ပါတယ်ဝင်းမင်းကမျက်မှောင်ကျုပ်လိုက်တဲ့ဒီမောင်ចောင်းသားကလူစကားနားမလဲတဲ့ခွေးတွေကိုတောင်းမှအမိန်ပေးစီခိုင်းနိုင်ပါတယ်ထူးခြားတဲ့စွမ်းရင်တွေလည်းရှိတယ်ဆိုတော့မြားမကြမီအချိန်အတွင်းထီးနှံကိုမျက်စောင်းထိုးလာနိုင်ပါလေသူကိုယုံကြည်ကိုးစားတဲ့လူသူတွေကိုစုယုံပြီးတော့မင်းတရားကိုပုံကန်လာနိုင်ပါလေ ဒီလိုပုံကန်တဲ့အခါကိုမျိုးမှဖြစ်တဲ့အရေးကိုတောင်းမတည်ဘူးလားဆိုပြီးမင်းတရားကကျွန်တော်မျိုးကိုဆရာတပည့်ကိုပြစ်ဒဏ်ပေးနိုင်မှာလေဝင်မေးစေကြီးကရှင်းပြလိုက်တဲ့အခါမှာညို့ဝင်မင်းမှများစွာထိန်းနှံသွားတယ်။မောင်မေပြောတာဟုတ်ပြီသားပဲ။ဒါနဲ့အခုဘလို့လောက်ကြမလဲ။ဘလို့လောက်ရမလဲဝင်မင်းရဲ့။ဒီမောင်ចောင်းသားကိုဖမ်းဆီးပြီးတော့ဝင်မင်းကြီးတွေလက်ထဲအဲ့ရမှာပေါ့ဝင်မင်းရဲ့။လူစွမ်းကောင်းပေါ်တဲ့ဆိုရင်မင်းတရားကအရှင်ထားမှာမဟုတ်ဘူး။ဒီတငယ်ကိုတတ်တာမတတ်တာကကျွန်တော်မျိုးတို့နဲ့မဆိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ်ဒီလူစွမ်းကောင်းမုံចောင်းသားကိုဖမ်းဆီးပြီးအပ်လိုက်ရင်ကျွန်တော်တို့တရားရှင်းတာပေါ့ဝင်းမင်းရဲ့ဟုတ်တယ်ဒီကိမော်လူစွမ်းကောင်းဖြစ်ရင်တော့သူ့တိုက်နဲ့သူ့ခံပဲပေါ့စီးကြီးရဲ့စီးကြီးကသူ့ကိုခုပဲသွားပြီးဖမ်းဆီးလိုက်ပါအိုးဒီလိုဖမ်းလို့ဖြစ်ပါမလားဝင်းမင်းရဲ့မောင်ចောင်းသားကဖမ်းမခံပဲသူ့အစွမ်းတွေနဲ့ခုခံတော့ကျွန်တော်မျိုးသိသွားမှာပေါ့စီးကြီးကတိတ်ကြောက်တတ်တာ ਉ ကဲပါမျိုးဆောင်တက်ကိုခေါ်ပြီးသူ့ကိုသွားဖမ်းကြီးပြီးတော့အမိတ်စားတဲ့ဆောင်ရေးလိုက်ဟုတ်ပြီလားမျိုးဝင်းမင်းရဲ့အမိတ်ရတာနဲ့ ်ဆေးရည်ကြီးမှအမိန့်စားတစ်စောင်းကိုရှိပြီးမျိုးဆောင်တမှုနဲ့တပ်သားတရာကိုခေါ်ပြီးတော့ကျင်းနီကျောင်းကိုခြေတက်လာခဲ့တယ်။ဝိုင်းညာဟေးဝိုင်းညာပုံကန်သူကိုမလွတ်စေနဲ့မြင်းစည်းတပ်သားတွေကကျောင်းဝင်းကိုဝိုင်းရံပြီးတော့မြင်းကိုပတ်စည်းနေကြတယ်။ခြေလင်းရဲမတ်တွေကလည်းဓာလန်လက်နက်တွေနဲ့ကျောင်းကိုဝိုင်းရံညာပြန်တယ်။အရိယချင်းယောက်ကိုမြင်တဲ့အခါဦးစင်းတွေသားမကမောင်ကျောင်းသားတွေပါကြောက်ရွံ့ညာတယ်။တမှုမှာအမိန့်စာကိုကင်ဆောင်ပြီးကျောင်းမော်ကိုတက်ခဲ့တယ်။အတင်တက်မှုကျောင်းကိုဗကြောင်တက်နေဝိုင်းရတာလေ ။တင်မဖေယားတပည့်တော်တို့ကပုံကန်သူကိုလာရောက်ဖမ်းဆီးတာပါဖေယားအလူငါเจ้าမှာဘေးရပုံကန်သူရှိလို့လေတမူးကအမိတ်စာကိုဖွင့်လိုက်ပြီးအရှင်ဖေယားเจ้าမှာနေထိုင်တဲ့မောင်အောင်လို့ခေါ်တဲ့မောင်เจ้าသားကလူများကိုမဆူထားနဲ့ခွေးများကိုပဲညှို့ပြီးခေါ်ယူနိုင်ကြောင်းဒါလန်လန်နဲ့ပြီးစည်းပြီးကာယသိတိပြီးမြောင်နေကြောင်းကိုပါကြားသိရပါတယ်ဖေယားဒါကြောင့်ဒီမောင်เจ้าသားဟာနောက်တစ်ချိန်စနေပုတ်ကြေးရွာတွေမှာရှိတဲ့လူသူတွေကိုညှို့ငင်ခေါ်ယူစုဆောင်ပြီး ိုင်းနိုင်ငံတော်ကြီးကိုလှုပ်ချက်ပုံကန်နိုင်မွေရအကြောင်းအချက်များကြောင်းမြို့အမင်းအမိတ်အရာထိုးမောင်းចောင်းသားကိုဖမ်းဆီးခွင့်ပြုပါဖျာမော်ဘိုးအောင်ကအဲ့ဒီဖြစ်ကိုသိတဲ့အခါအင်းတွေကိုစီးရင်လေဥလက္ခဏကမော်ဘိုးအောင်လက်ကိုဖမ်းချုပ်ကင်လိုက်ရင်လေမောင်စိတ်ကိုထိမဒီကိစ္စကိုအကြမ်းကြီးနဲ့ဖြေရှင်းမယ်ဆိုရင်မင်းဟာပုံကန်သူအစ်စ်ဖြစ်သွားမှာပေါ့ကွတတ်မှုဒီမောင်ចောင်းသားဟာလိမ္မာရေးကြရှိတယ်လို့ပါသူ့အော်မဖမ်းမှုဥစဉ်မြတ်တာရက်ခံမရစီတပည့်တော်မှာမင်းမင်းနဲ့လာရပါသေးဖျား အသားရေကြီးအဖမ်းမခံရင်ចောင်းကိုဝင်စီပြီးဖမ်းချုပ်ခေါ်ဆောင်ပါမည်ဖေ။ဥလက္ခဏာမကြံတတ်အောင်ရှိတယ်။ဒါကြောင့်ကဲမောင်အောင်ကိုဖမ်းမယ်ဆိုရင်ငါ့ကိုပါဖမ်းတော့တမှု။မောင်အောင်ဟာငါចောင်းမှနေပြီးတိုင်းပြည်ကိုပုံကန်တဲ့တပုံဆိုရင်ចောင်းနိုင်ဖြစ်တဲ့ငါကတပုံအကြီးအကဲပဲ။ငါ့ကိုပါဖမ်းပြီးဘရင်ရှိတော်မောက်ကိုပို့ပြီးတော့တမှုမှမကြံတတ်တော့တဲ့ဖြင့်ចောင်းနိုင်စီရတော်ကိုပါဖမ်းယူလာခဲ့တယ်။မောင်ဘိုးအောင်ကိုရွှေမျိုးတော်သို့မပို့ဆောင်မီ။မျိုးအမင်းရဲ့ခုံရုံးတော်သို့အရင်ဆုံးခေါ်ယူလာခဲ့တယ်။မောင်ဘိုးအောင်ကိုခေါ်ယူလာတဲ့လမ်းတစ်လျှောက်မှာလည်း လူအပေါင်းကစူဝေးကြည့်ရှုကြလေတော့မောင်ဘိုးအောင်ရဲ့ဖခင်ဖြစ်သူဘိုးမြတ်ဆန်ညိုနဲ့မိခင်မငင်းရတို့ကတားအဖြစ်ကိုတွေ့ရ၍ခေါယုံတော်ကိုလိုက်ပါလာခဲ့တယ်။ခေါယုံစီတို့ကြီးမားလာတဲ့လူအုပ်ကြီးခြိတက်လာတာကိုတွေ့တဲ့အခါစေရေးကြီးမှအလွန်တုန်လှုပ်သွားတယ်။မြို့အမင်းဟိုတငယ်ဟောင်းပုံကမ်းမှုလူစုလာပြီးထင်ပါတယ်။မြို့အမင်းကထိတ်လန့်နေစဉ်မှာတမူအောင်မောင်ဘိုးအောင်နဲ့ဦးစင်းလက္ခဏာကိုဖမ်းဆီးလာပြီးတော့ခေါယုံအတွင်ကိုခေါ်သွင်းလာလေတယ်။ဝင်းမင်းပုံကံသူကိုဖမ်းခေါ်လာခဲ့ပါပြီဖခင်။ တပ်မှုသင်းကိုပုံကန်သူကိုဖမ်းခိုင်းတာဘလို့ဖြစ်လို့ဦးစင်းကိုပါဖမ်းလာခဲ့တာလေဦးစင်းကလည်းတပုံခေါင်းဆောင်နဲ့ဖရအဲ့ဒီတော့မှဦးစင်းလက္ခဏာကဒါကတော့မှားပြီဒီတငယ်ဟာသူတော်ကောင်းတယောက်ပါကွယ်ငါဘာတီလာကိုနေ့စဉ်စောင့်ထိန်ပြီးတတ်တလို့စားကအဋိဌံပရိစိတ်နေသူပါဦးစင်းကြီးရဲ့เจ้าမှာတော့ဒီတငယ်ကအယူသားဆုံးပဲတကမင်းတို့ထင်းနေအတိုင်းမဟုတ်ရှာပါဘူးကွယ်လူရယာတက်တက်ခြေကားပြောဆိုကြတာပါသူအတွက်ဦးစင်းလုံးဝကိုအာမခံပါတယ်ဒါကြောင့်မောင်ကျောင်းသားကိုပြန်လှုပ်ပေးဖို့ ဦးစင်းအနေနဲ့မြေတားရက်ခံပါလေမောင်ចောင်းသားကလေးကိုမတရားဖမ်းဆီးတယ်ဆိုရင်ဖြင့်အခုအပြင်းမာလိုက်လာကြတဲ့လူသူတွေဟာစူညံကုံညမှာအမှန်ပါပဲတကားကြီးမြို့ရွာစူညံရဲ့တကားကြီးလည်းအပြစ်တင်ရှုံချခံရမှာပေါ့ကွဦးစင်းလက္ခဏာမှာစကားပရိရဲ့ကျေဝါစွာနဲ့မြို့အမင်းကိုချော့ပြီးတမျိုး၆ပြီးတဖုံပြောကြလိုက်တဲ့အတွက်မြို့အမင်းမှာနောက်ဆုံးမှာမောင်ဘိုးအောင်ကိုပြန်လွှင့်ရင်အမင်းချမှတ်လိုက်တော့တဲ့ဝင်းမင်းကပြန်လွှတ်လိုက်ပေမဲ့စည်ရည်ကြီးကမကျေနပ်နိုင်သေးဘူးဝင်းမင်းနဲ့တိတ်ပြော့ညံ့တာပဲကျွန်တော်မျိုးတော့အားမရနိုင်ရှာပါဘူးလေ အားမရလေဘလို့လုပ်ရမလဲစီရေးကြီးရဲ့မင်းတို့ဟာတက်နေဝိုင်းတော့မြို့ထဲအုပ်ကြက်ကြက်ဖြစ်ပြီးမဟုတ်လားဦးစင်းပြောတာလည်းမှန်မိသားပဲမောင်ကျောင်းသားကိုမတရားဖမ်းဆီးတာလူတွေသိသွားရင်စူညာအောင်ကြွကုံတော့အခက်သားလားစီရေးကြီးရဲ့ဒီမှာမောင်ကျောင်းသားကိုကျွန်တော်မျိုးဖြစ်မသိငါပါဘူးဖေယသူဒီလိုအစွမ်းတွေလေ့ကျင့်နေတာပြည့်ရှင်မင်းဖြစ်ချင်လို့ပဲဖြစ်မှာပါဦးစင်းကသူ့ကိုကာကွယ်ပေးနေတယ်ဆိုတာလေဒီမောင်ကျောင်းသားကသူ့မင်းဖြစ်တဲ့အခါဦးစင်းကိုတာသနာပိုင်ခတ်မယ်ဆိုပြီးတော့မြန်စီယုံထားလိတလားပဲ။ တရရွေနဲ့တောင်လူတလောက်စုယုံနေနိုင်မှာတော့ဒီမောင်ကျောင်းသားကတောင်းမြင်မိခဲ့တရရဲဆိုသလိုနောက်တစ်ချိန်မီးတောင်မီးလျံကြီးအဖြစ်နဲ့တိုင်းပြည်ကိုပုံကတ်မှာအသေးချပါပဲဝင်မင်းစေးကြီးကချင်းချောက်တော့ဝင်မင်းမှာထိတ်လန့်ရပြန်တယ်စေးကြီးကမောင်ကျောင်းသားကိုတိတ်ဖန်းညင်နေပါလားဖန်းညင်တာပေါ်ဝင်မင်းရဲ့တိုင်းပြည်ကိုပုံကတ်မှုကြံစည်နေတဲ့လူစွမ်းကောင်းတစ်ယောက်ကိုဖန်းစီပြီးဘရင်ထံဆက်တာနိုင်မယ်ဆိုရင်ကျွန်တော်မျိုးတို့ကိုဘရင်မင်းကချီးမြှောက်တော်မူမင်းသူကောင်းပြုတော်မူမယ်မဟုတ်ဘူးလားဝင်မင်းရဲ့တရားခါကျွန်တော်မျိုးလိုစေးကြီးက မြို့ဦးမြို့စားဖြစ်နိုင်တယ်လို့မြို့ဦးမင်းကလွှတ်တော်ဝင်းကြီးတောင်ဖြစ်နိုင်ပါတယ်ဝင်းမင်းစည်ကြီးတင်ပြသည်ကိုဝင်းမင်းမှနှစ်ချိုက်သွားတော့တယ်ဒီတခါကလူတိသွားလို့ရှိပါစီတော့ဝင်းမင်းနောက်တခါကြာရင်တော့ဒီမောင်ចောင်းသားကိုလူမသိသူမသိအောင်ဖမ်းဆီးရပါလိမ့်မယ်တင်းမြတ်ပါတယ်စည်ကြီးစည်ကြီးကိုဒီအရေးတာဝန်လွှဲပေးလိုက်မယ်စည်ကြီးအစွမ်းကုန်စူးစမ်းပြီးတော့စည်ကြီးကအမောင်ဘိုးအောင်ကိုတိတ်တဆိတ်ဖမ်းဆီးဖို့အတွက်ရဲမတ်တွေနဲ့တိုက်မင်နေတော့တယ်ចောင်းကိုပြန်ရောက်လာတော့လေဥလက္ခဏာမှာမောင်ဘိုးအောင်အရေးစိတ်မအေးနိုင်သေးဘူး တကြောင်နဲ့နေလာသည်မှာကြာမြင့်မိမို့မောင်ဘူအောင်ကိုတန်ရုံးစဉ်တွင်နေမိတာကတော့အမှန်ဖြစ်တယ်။မောင်ဘူအောင်ကမြေတားကမထန်းစီဖျန်းကနေထိုင်သူမို့ဥစဉ်လက္ခဏာတယောက်ဂယုဏတက်နေမိတာလေးဖြစ်နိုင်တယ်။ဥစဉ်လက္ခဏာကမောင်မျက်ကြည်ကိုတော့လိုက်ပြီးမောင်ဘူအောင်ရဲ့မိဘတွေဖြစ်တဲ့ဘိုးမျက်ဆန်ညိုနဲ့မငိမ့်ရောင်ကိုခေါ်ခိုင်းလိုက်တယ်။တာဖြစ်သူအရေးဆွေးနွေးမိဆိုသောကြောင့်မောင်ဘူအောင်ရဲ့မိဘနှစ်ပါးအเจ้าကိုရောက်လာတယ်။ ဦးစင်းလက္ခဏာကမောင်ဘိုးအောင်ကိုပါရှေ့ကိုခေါ်လိုက်တယ်။ဒီမှာတကားကြီးတို့အခုဆိုရင်မြို့အောင်မင်းကမောင်အောင်ကိုဖမ်းဆီးဖို့လောက်ကင်နေတယ်ဆိုတာတကားကြီးတို့အမြင်ပဲ။ဦးစင်းကတော့မောင်အောင်တကယ်စွမ်းနာမစွမ်းနာကိုဂရုမစိုက်ဘူး။မြို့အောင်မင်းရဲ့ဖမ်းဆီးတာကိုခံရရင် မောင်အောင်တယောက်မင်းအရှိတောင်မရောက်လိုက်ပဲဝင်းမင်းတွေရော မျက်နှာလိုအားရလုတ်ပြီးတော့လောက်ကျန်တက်ဖြတ်တာကိုခံရနိုင်တယ်။ဘိုးမြတ်ဆန်ညိုတို့ကအလွန်ပူပန်သွားလိမ့်တယ်။တရချင်းမောင်အောင်တယောက်ဟောဒီကျောင်းမှာရှိနေတာအလုံးစုံဆုံးပါပဲ။ဦးစင်းကတော့ဖြစ်မောင်အောင်ကိုတာမဏိပြုတ်ပြီး ဦးစင်းရဲ့အရှိအအဝါမှာထားတာကအလုံးကျုံဆုံးလို့ထင်တယ်။ဝင်းမင်းရဲ့လူတွေကမောင်အောင်ကိုရိုက်နှက်ဖမ်းဆီးမယ်ဆိုရင်လေမောင်အောင်ဟာတင်ငန်းဝတ်ကြီးနဲ့မို့ဒီလူတွေအကျန်းဖတ်ဖမ်းဆီးဖို့မမရေဖြစ်နေမှာအမှန်ပဲ။အရှင်ဖေဟာဘာမှမပူပါနဲ့ဖေဟာ။တပိတော့ပညာအစွမ်းနဲ့ဒီလူတွေကိုရင်ဆိုင်မှမယ်။မောင်အောင်ရင်မင်းကမြို့ဝန်ကိုပုံကန်ရင်တပုံးအစ်စ်ဖြစ်လိမ့်မယ်။ပြည့်ရှင်မင်းဆိုတာဖုံးကန်ကြီးမားတဲ့လူတစ်ယောက်ပဲ။မောင်မင်းရဲ့အစွမ်းဟာပြည့်ရှင်မင်းရဲ့ဖုံးကန်ကိုရှင်ပြိုင်နိုင်မိတဲ့လား။ ြည့်ရှင်မင်းကိုပုံကန်းနိုင်နေဆိုရင်တောင်မောင်မင်းပြည့်ရှင်မင်းဖြစ်ချင်ရဲ့လားဦးစင်းစကားကိုမောင်ဘိုးအောင်ကအသေးအချာတွေးတော့ကခေါင်းငိမ့်လိုက်တဲ့အခုအကောင်းဆုံးနီးလန်းကတော့ဦးစင်းပြောသလိုမောင်အောင်ကိုရှင်သာမဏေပြုတ်ပေးစီကျင်တာပါပဲဒါကြောင့်တကာကြီးတကာမကြီးတို့ဦးစင်းခေါ်လိုက်ရတာပါဦးစင်းရဲ့အကျန်းစီဟာတင့်မြတ်လှပါတယ်ဖေယားဦးစင်းတင့်တယ်လို့သာစီစဉ်မှာတပည့်တော်တို့ခွင့်ပြုပါတယ်ဖေယားဒီလိုနဲ့မောင်ဘိုးအောင်ရဲ့မိဘတွေကရှိစုမေစုပစ္စည်းတွေကိုထုခွဲရောင်းချပြီးမောင်ဘိုးအောင်ကိုရှင်သာမဏေပြုတ်ပေးလိုက်တယ် မောင်ဘိုးအောင်ရှင်သာမဏေဖြစ်သွားတဲ့အခါဆေးရည်ကြီးရဲ့ရဲမတ်တွေချန်ကတရံအေးသွားရတယ်။ရဲမတ်တွေကအရက်သားအဝတ်စားကိုဝတ်ဆင်ပြီးမောင်ဘိုးအောင်ကိုချောင်းမြောင်းဖမ်းဆီးဖို့လဲကြံရွယ်ကြတယ်။ဥစဉ်လက္ခဏာကမောင်ဘိုးအောင်ကိုမျက်စိရှည်ရအပြောက်မခံမဲကာကွယ်ပေးနေလို့ရဲမတ်တွေမှဖမ်းဆီးရန်အခွင့်မသားပဲရှိတယ်။မောင်ဘိုးအောင်ကိုရိုက်နှက်ဖမ်းဆီးခြင်းပေမဲ့တင်ငန်းဝတ်ထားလို့အောက်ကုသို့အရေးကိုတွေးကဖမ်းဆီးဖို့မောင်အောင်မရေဖြစ်နေတယ်။မောင်ဘိုးအောင်ကတာမဏေဝတ်ပြီးတဲ့အခါကုသို့အရေးကိုပို၍စူးစမ်းလုပ်ကိုင်းတယ်။ ဆယ်ရီကျော်သူဟာမောင်ဘိုးအောင်ကိုလက်လာပါတခုရွှေအိုးကြီးတလုံးလိုသာထင်နေတယ်။မောင်ဘိုးအောင်ကိုဖမ်းဆီး၍ရှင်မရင်စီအပ်နိုင်ရင်ရရှိမဲစုတော်လက်တော်တွေကိုတွေးကအဲ့လိုတောင်မပြောနိုင်အောင်ဖြစ်တယ်။ရဲမတ်တွေကိုလည်းအမြန်ဖမ်းဆီးရန်တိုက်တွန်းလို့ဆိုတယ်။ဒါပေမဲ့ရဲမတ်တွေကနှောင့်နှေးလို့နေလို့စူပူချိန်မောင်းနေမိတယ်။မဖြစ်တော့ဘူး။ဒီငါးကြီးလွတ်သွားရင်ငါဒီတသက်ချမ်းသာပါမလား။မောင်မင်းတို့ကြီးအားကိုးနေလို့မဖြစ်တော့ဘူး။ဒီတစ်ခါငါကိုယ်တိုင်ဝင်ဖမ်းမယ်။လာမဲလောက်ွယ်ညမှာမောင်မင်းတို့၆ယောက်ဒါလန်လက်နက်တွေယူပြီးငါနောက်ကိုလိုက်ခဲ့ကြ။ ငါတို့ဈေးနီကျောင်းကိုရုတ်တရက်ဝင်စီကြမယ်။လူတွေမသိခင်မောင်းအောင်ကိုဖမ်းဆီးပြီးခေါ်လာခဲ့ကြမယ်မောင်းမင်းတို့။စီးစီးကျော်သူကရဲမတ်တွေနဲ့တိုက်မင်းပြီးလောက်ကွေညမှာလှုပ်ရှားကြလေတော့တယ်။ညမရောက်မီအချိန်မှပင်ဈေးနီကျောင်းအရှိတ်ခေနန်းမှာပုံအောင်ကဈေးနီကျောင်းအတွင်းလှုပ်ရှားနေမှုတွေကိုအကဲခံနေတယ်။မောင်းကျောင်းသားတွေကကျောင်းနောက်ဖက်ရှိအဆောက်မှာအိတ်ဆက်ကြပြီးမှမောင်းဘိုးအောင်ကိုကိုရင်ဖြစ်သွားပြီးမှဥစဉ်လက္ခဏာနဲ့အတူပင်မကျောင်းဆောင်ကြီးအပေါ်မှာသာအိတ်ဆက်တယ်။ပင်မကျောင်းဆောင်ကြီးအပေါ်မှာ ။ဦးစင်းလက္ခဏာနဲ့မောင်ဘိုးအောင်နှစ်ယောက်သာရှိပြီးဦးစင်းပညာတာမီယမောင်ကျောင်းသားတွေအိတ်ဆက်တဲ့ကျောင်းဆောင်မှာအိတ်တယ်။ဦးဝရိစာကတော့ငကိုကလေးရကျောင်းတော်မှာတဘာကျောင်းကလေးဆောက်ခါနေထိုင်သူဖြစ်တယ်။ဆရေကြီးကအဲ့ဒီအဖြစ်ကိုမြင်တဲ့အခါဝမ်းသာအားရဖြစ်သွားတယ်။အဲ့ဒီအတွက်တို့အတွက်တော့ခွေကောင်းမဲမောင်မင်းတို့ကျောင်းကြီးပေါ်မှာဦးစင်းနဲ့မောင်အောင်နှစ်ယောက်ထဲအိတ်တကွိညတကောင်အချိန်ရောက်ရင်တို့တွေကျောင်းထဲကိုဝင်ညမယ်။ပင်မကြောင်းကြီးတည်းဟာမောင်အောင်ကိုဝင်ဖမ်းပြီးမြင်းနဲ့တင်ပြေးရေမကောင်းဘူးလား။ကောင်းပါလေဆေးကြီး။ဆေးကြီးကမြင်းကုန်းကြီးမှာချိတ်ဆွဲလာတဲ့ စင်ရင်အိုးကိုရဲမတ်တွေကိုခွဲဝေတိုက်ကြွေးကရေးစည်းတင်ပေးလိုက်တဲ့တကယ်လို့ကျောင်းမော်တက်တဲ့အချိန်ဦးစင်းတွေနိုးနေရောစီရေးကြီးတော်လုံငန်းမှာနှောက်ရက်တဲ့လူတွေ့ရင်ဘာမှမတုံ့နှောက်ကြနဲ့ရှိုက်ဆရာရှိတာရိုက်ခုတ်ဆရာရှိတာခုတ်ကြမောင်မင်းတို့ဘာမှမဖြစ်စီရအောင်အကောင်လုံးကငါတာဝန်ခံနေဟုတ်ပြီလားရဲမတ်တွေကခေါင်းငိမ့်လိုက်ကြတယ်ညအတော်မှောင်မီဖြစ်တဲ့တက်ကြီးခေါင်းချချိန်မှာကြော်လွန်ခဲ့ပြီမောင်ဘိုးအောင်ကစိတ်နေတဲ့ပတိကိုရက်တန်လိုက်ပြီးကျင်းဆက်ရံအတွက်အိယာပေါ်လှဲချလိုက်တယ်အဲ့ဒီအချိန်မောင်ဘိုးအောင်ရဲ့နှက်ပြီးမှာ ူကြီးတအုပ်မှဘွားကနေပေါ်ပေါက်လာလေတဲ့အသင်မသူလဲဘာကြောင့်ပေါ်လာရတာလဲတင်မောင်တပည့်တော်ဟာအရှိဘတောအုပ်ကိုအပိုင်စားရတဲ့ရုပ်ကစိုးမင်းမဖေဟာအရှင်ဖရာရဲ့မြတ်တာကမ္မထန်တရားကိုနာကြားရတဲ့အခါတိုင်းတပည့်တော်ရဲ့စိတ်တွေအေးချမ်းပြီးတော့ချမ်းသာဒုက္ခကိုခံစားရပါတယ်ဖေဟာအခုတပည့်တော်လာရတာလဲတခြားအကြောင်းမဟုတ်ပါဘူးဖေဟာညမိုက်သားတစုဟာတောအုပ်ထဲမှာစူယုံနေကြပါတယ်ဖေဟာဒေလူတစုဟာညတကောင်ချိန်မှာကျောင်းကိုဖောက်ထွင်းဝင်ရောက်ပြီးအရှင်ဖရာကိုဖမ်းဆီးမယ်လို့တိုင်ပင်နေကြပါတယ် အရှင်ဘုရားတတိမူရအောင်တပည့်တော်လာရောက်အတိပေးတာပါဖရာမောင်ဘိုးအောင်ကယုတ်ကစိုးမင်းကိုကျေးဇူးတင်ကြောင်းပြောပြီးတော့အမြဝေကပြန်လှော့လိုက်တဲ့တကောင်ကြက်တော်နာနဲ့စီကြီးကျော်သူခေါင်းဆောင်နဲ့ရဲမက်၆ဦးကမျက်နှာကိုအဝက်ပစိုးတွေစီးနှောင်ရုပ်ဖြတ်၍ចောင်းဝင်းအတွင်းကိုဝင်ရောက်လာခဲ့ကြတယ်။လာမင်းညာဖြစ်တော်လဲကြဲရောင်တွေရဝတော်ဝါကလေးလင်းလန့်နေတယ်။ရဲမက်တွေကចောင်းဝင်းအလေကိုရောက်လာခဲ့တဲ့အချိန်ចောင်းဝင်းအတွင်းမြည်သည့်အဆောက်အအုံမှရှိမနေပဲဟာလာဟင်းလင်းကြီးဖြစ်နေတာကိုတွေ့ရတယ်။ ရဲမတ်တွေကကျောင်းဝင်းကိုလှည့်ပတ်ရှာကြပြီမဲ့လေမြည်သည့်အဆောက်အအုံမှမတွေ့ရရုပ်စွာဆောင်ကုဒီအိမ်သားကိုပဲမမြင်ရသဖြင့်ရဲမတ်တွေကထိတ်လန့်ခြောက်ခြားကုန်ကြတယ်ကျွန်တော်တို့လာတာနေရာများမှားနေတာလားမသိဘူးကျောင်းဝင်းထဲမှာကျောင်းဆောင်တဆောင်မှကိုမတွေ့ပါလားရဲမတ်များမှကျောင်းဝင်းအတွင်ကပြန်လည်ဆုတ်ခွာပြီးတောင်ကောင်းကလေးအပေါ်မှာကြိလိုက်တဲ့အခါကျောင်းဆောင်မဲမဲကြီးတွေကိုတွေ့ရပြန်တယ်စီကြီးကလက်မလျှော့သေးပဲထပ်မံဝင်ရောက်ကြပြန်တယ်ကျောင်းဝင်းအတွင်ရောက်တဲ့အခါကျောင်းဆောင်တွေကိုမတွေ့ရပဲမြေပြတ်ကိုသာတွေ့ရပြန်တယ် စည်ကြီးတို့အဖွဲ့မှာကြိမ်ကြိမ်ကြိုးစားရင်းကြက်ဦးတော်ငင်တို့ပင်ရောက်လာခဲ့တယ်။သို့တော်ကြောင်းကြီးကမတွေ့ရသေးဘူး။မောင်ကြောင်းသားကသူ့အစွမ်းနဲ့ကြောင်းကိုဖျောက်ထားတဲ့ဖြစ်မင်မောင်မင်းတို့အဲ့ဒီအချိန်တက်ပင်တဏီယာမှာခွေးကြီးတကောင်ပြေးထွက်လာတယ်။အင်းခွေးကြီးရန်အင်းမှာစည်ကြီးတို့လူတစ်စုကိုလိုက်ဆွဲကြတော့စည်ကြီးတို့မှာခစင်းကလေးရနဲ့ထွက်ပြေးကြရတယ်။မြေမောင်ကောက်ဖတ်တက်နေတဲ့စည်ကြီးရဲ့ခြေတော့တော့ဖတ်ကိုအင်းခွေးကြီးရန်အင်းကတစ်ချက်ကိုက်လို့လိုက်ပြန်သေးတယ်။စည်ကြီးတို့မှာကြမ်းစီမအောင်မြင်မဲ့လက်လျှော်ကပြန်လာရတယ်။ မဘူအောင်ကเจ้าမသိမ့်မနေတော့ဘဲနဲ့ရွှေရင်တော်ဖရာကြီးအနီးမှာသာနေထိုင်ပြီးတရားဘာဝနာတွေအားထုတ်ခြင်းလောကီပညာရပ်တွေကိုလေ့ကျင့်သင်ကြားခြင်းတွေကိုပြုလုပ်နေတယ်။တနေ့မှာနှကားမွေးကကနဲ့လူကြီးဦးဆောင်တဲ့လူငါးဦးတို့ကရွှေရင်တော်ဖရာကြီးဘော်ကိုရောက်လာကစတဲ့ချကြတယ်။ဖရာဘော်မှာအချင်းပြည့်နေထိုင်တဲ့မောင်ဘိုးအောင်နဲ့တွေ့ဆုံပြန်တော့တယ်။အဲ့ဒီလူကြီးကမောင်ဘိုးအောင်ကိုချင်းကပ်ပြီးတပည့်တော်နာမည်ဦးသက်ကပါကိုရင်တပည့်တော်တို့ပကံမျိုးဟာနေလာခဲ့ကြပါလေ။ကိုရင်ဒီမှာတရင်သုံးနေတာမကြောက်ဘူးလား။ တကားကြီးကိုရင်ကဘာကိုကြောက်ရမှလဲဥတကမှာရွှေရင်တောင်ဖျားအရှိပဲရှိရေကန်ကြီးကိုလက်ညှိုးထိုးပြတယ်အဲ့ဒီရေကန်ဖျားကိုဝိပြူရန်ဖော်ထားတဲ့ရေကန်တစ်ခုလေးဖြစ်တယ်ကျင်းဒီကန်မဟုတ်ဘူးဟောဒီကောင်ကတိုင်တန်းရှင်ဥစ္စာဆောင်တွေပြောမျိုးကြတဲ့ဂုံးကိုခေါ်ပါတယ်ဖျားဟောဟိုရေကန်ကြီးအောက်မှာရွှေလော်ကားတိုက်ဆိုတဲ့တိုက်ကြီးတစ်ခုရှိနေပါတယ်ဒါတော့ကိုရင်လည်းမကြဘူးဘူးကိုရင်ဒီမာနေတော့ဘာမှတော့မတွေ့မိပါဘူးတပည့်တော်တို့ကရွှေလေကားတိုက်ကိုတူးဖော်ဖို့လာခဲ့ကြတာပါဖျား တိုက်စာတွေလည်းရပြီးပါပြီတကယ်လို့တိုက်ပွင့်သွားပြီးတော့ရတနာတွေရလာခဲ့ရင်ကိုရင်ကိုလှူပါမယ်ကိုရင်အတွက်ရွှေငွေတွေမလိုအပ်ပါဘူးတကာကြီးတို့လှုပ်เสียရှိတာကိုသာလှုပ်ကြပါတိုက်စရာတွေရဖျားကုန်းပေါ်မှာစရေချရင်တိုက်ဖို့ရန်လေးလာလောက်ကင်ညလေးတဲ့အဲ့ဒီရေကန်ကြီးမှာမြည်သည့်မင်းလက်ထက်ကလှူရန်ခဲ့တဲ့ရေကန်မန်းတော့မသိဘူးအဲ့ဒီနေရာမှာတိရှိနေသည်မှာနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်တဲ့အောက်စီထားတဲ့ရေကန်ကြီးကအတောင်60ပတ်လေးရှိတဲ့ရွှေရင်အောင်ဖျားကြီးဖျားပွဲကျင်းပကလေးအချိန်မှာ အနီးအပားရွာများမှလှုပ်အားပေးတွေကတနေ့တခါကန့်စင်ကြသည်သာရှိတယ်။အဲဒီကန်ကြီးကကြီးကြီးမားမားမပြတ်စည်းသေးပဲကန်ရီကန်များမှလည်းအေးမြ၍နေတဲ့တပတ်ပြည့်တဲ့နေ့မှာတိုက်စရာတွေလုပ်ငန်းစားလိပြီ။အဲဒီကန်ကြီးရဲ့ပတ်ပတ်လည်မှာငုတ်တွေရိုက်ခါချီချိုးတွေနဲ့စီးတားလိတဲ့ပွဲမျိုးစုံခင်းကတိုက်ဖို့ရင်ပြင်ဆင်ကြတယ်။မဘူအောင်ကတိုက်စရာတွေလောက်ကင်နေတာကိုအ깨ခက်လေးလာကြည့်နေမိတယ်။တိုက်စရာတွေရဲ့လုံရက်ကိုမနှိမ့်မြို့တော့လေဝင်ရောက်ဆွတ်ဖက်ခြင်းမပြုဘဲသူမှမထိခိုက်မနှိမ့်နိုင်စေဖို့အတွက် မြတ်တာသာခါခါပို့ပေးနေမိတယ်။မောင်ဘူအောင်ညအိနေတဲ့အချိန်မှာရေကန်ကြီးစီမံငိုတန်းတွေကိုကြားရတယ်။မောင်ဘူအောင်ကထူးဆန်းလို့ထားကြည့်တဲ့အချိန်ရေကန်ကြီးထဲမှာတိုက်စရာတွေကစီပီးတွေထုံးပြီးတိုက်စတဲ့တူဖော်နေကြပြီဖြစ်တယ်။အကောင်ဝထဲမတွေ့ရတော့လေငိုယိုတန်းတွေကလည်းစူညံပွက်လို့ရိုက်နေတယ်။တိုက်စရာဦးသက်ကကာမမော်မာရက်နေပြီးမန္တန်မန္တရားတွေကိုရုတ်ဖတ်ပြီးတော့လောရဲ့အတွင်းကစီလုံးသုံးလုံးကိုရေကန်တွင်းကိုတလုံးပြီးတလုံးပစ်ချတယ်။ရေကန်ထဲမှာရေတွေကရေနှွေးစူပွက်တဲ့ကဲ့သို့စူပွက်လာကြပြီး ရေကန်လေးမှာရွှေသားတီနဲ့လှော်တဲ့လှော်ကားလေကြီးတစ်စီးရောက်ဘွားကနေပေါ်ထွက်လာတော့တယ်လှော်ကားလေကြီးအတွင်းမှာလေရွှေတုံးဝေတုံးတွေကိုအပြည့်ဖြစ်ထားရတောင်းလို့ပုံနေတယ်တိုက်ဆရာကြီးကကုန်းမုံပြင်းများကြီးတစ်ချက်ထိုး၍လေပေါ်ကိုတဖြည်းဖြည်းချင်းတက်သွားတယ်လေပေါ်မှာရွှေတုံးတွေကိုတောင်းကြီးတထောင်နဲ့ကျုံးကတဲထုပ်ဖို့ကြိုးစားတယ်တိုက်ဆရာရဲ့တပည့်တွေမှာတိုင်တန်းရှင်တွေကိုနှိပ်ဆက်ရိုက်ပုတ်ကြလေတယ်တိုင်တန်းရှင်များမှာမောင်ဘိုးအောင်ကိုလှမ်းကြည့်ကကေဘာယူပါနဲ့အကူအညီတောင်းခံလေတော့တယ်မောင်ဘိုးအောင်ကဝင်းမဆွတ်ဖက်ဖေမြတ်တာတာအခါခါပို့ပေးပြန်တယ် မဘိုးအောင်ပိုးတဲ့မြေတားစွမ်းအကြောင်းတိုင်နှန်းရှင်တွေရအချုပ်အနှောင်မှာလုတ်ကင်းသွားတယ်။အဲဒီအခါတိုက်စရာတွေကိုတိုက်ခိုက်ကြတော့တယ်။ရေကန်ကြီးအတွင်ကြီးများတဲ့ဝဲခရက်ကြီးတစ်ခုဖြစ်ပေါ်ပြီးတော့တိုက်တူးသမားတွေကိုဆွဲခေါ်ချပြန်တယ်။တိုက်တူးသမားတွေကမောပန်းစွာနဲ့ကူးခတ်နေရတယ်။မဘိုးအောင်ကတားကြောင်ဝင်ပါချင်းချင်းဖြစ်တဲ့တစ်ဖက်သားကိုကူညီလိုက်ရင်တစ်ဖက်သားဒုက္ခရောက်သွားမျိုးစိုးရင်တော့ကြောင်ပဲ။မဘိုးအောင်ကလူအသက်ပြန်ဆုံးရှုံးပြေကိုစိုးရင်တော့တိုင်နှန်းရှင်တွေကိုမြတ်တာရက်ခံတော့လေ။တိုင်နှန်းရှင်တွေမှဒေါသပေါက်ကွဲကာ အလျှောက်မပေးပဲရှိတယ်။မောင်ဘိုးအောင်ကစိတ်ညစ်ညစ်နဲ့ဖြစ်ချင်နိုင်ဖြစ်ပေတော့လို့တွေးကဖယားကုန်းမပြန်တက်လာခဲ့တယ်။တိုက်စရာတွေရာလဲနေနေရရမဟုတ်ဘူး။တိုင်နန်းရှင်တွေကိုပြန်လဲတိုက်ခိုက်တယ်။တိုင်နန်းရှင်နဲ့တိုက်စရာတွေရဲ့တိုက်ပွဲမှာတညာလုံးဆင်လွှင်နေကြတယ်။မနံမိုးတောက်တဲ့အခါဥတက်ကနဲ့တပည့်တွေရာရွှေငွေတွေကိုယူဆောင်ပြီးဖယားကုန်းတော်ဘုကိုတက်လာတယ်။တိုက်ပွဲမှာတိုက်စရာတွေကအသာစီးရသွားပြီ။တိုက်စရာဥတက်ကတိုက်တူးဖို့ရရှိခဲ့တယ်။ပစ္စည်းတွေအတွင်းကကိုရင်ကျိတ်တဲ့ပစ္စည်းကိုယူပါလို့လည်းပြောတယ်။ မောင်ဘူအောင်ကပစ္စည်းတွေကိုကိတ်ခတ်ကြည့်တဲ့အချိန်ဂျင်းနီပရဘိုက်တစ်ခုကိုထပ်မံတွေ့ပြန်နေအဲဒီပရဘိုက်ကိုတောင်းခံတဲ့အခါတိုက်စရာမှတိုက်စာမဟုတ်တဲ့ဖြစ်ជីជីပြူပြူပင်ပေးတယ်အဲဒီဂျန်ကအကီရဲ့ဂျန်ကြီးတစ်ခုဖြစ်နေတဲ့တွေ့ရတယ်ရွှေပြင်းငွေဖြစ်နီလန်းတွေသာမကပရာဖန်းဒီတန်ဖန်းဒီတွေကိုပါဝေးဝေးဆဆရေးသားထားတဲ့ဂျန်တစ်စောင်ဖြစ်တယ်ဟုတ်ကဲ့ပါရှင်ဒီကနေ့ကျမတို့ channel ရဲ့တင်ဆက်မှုကိုဒီမှာနေမယ်ရန်အောင်ဝင်ပြပါရှင်ဇလန်းကောင်းတွေထပ်မံတင်ဆက်ပေးဖို့ရှိနေသေးတဲ့အတွက် ဆက်လက်စောင့်မျှော်နှဆင်မှုပြောကြားရင်းနှုတ်ဆက်ခြင်းပါတယ်ကျေးဇူးတင်ပါတယ်ရှင်